ဟယ်လိုအားလုံးပဲမင်္ဂလာပါ Killing You Channel နဲ့ဒီဒီကနေပြန်လည်ကြိုဆိုလိုက်ပါတယ်အကျွန်တော်ကတော့ Killing ဖြစ်ပါတယ် Killing ပြည်သက်တဲ့အားလုံးပဲမင်္ဂလာရှိသောနေ့တဲ့ခလေးပါချင်ပါစေအခုပါတော့ကျွန်တော်တွေ့ရှိချက်လေးတစ်ခုတွေ့ထားလို့ပေါ့နော်ကျွန်တော်တို့ဒီဘော်ဒိုနေ့မနက်ကကျွန်တော်တို့တက်ခွန်ဆိုတဲ့အရာတွေထွက်ခဲ့တယ်ပြီးတော့ကျွန်တော်တို့ဒီကျာဘေးနေ့လယ်မှာ38ဆိုတဲ့ဟင်ဘော်လေးထွက်ခဲ့တယ်အဲ့အတွက်သူကမနက်မှာမနက်မှာပေါ့နော် break to break ပါနော်ဥပမာဆိုတက်ခွန်ဆိုနှစ်လုံးပေါက်လိုက်မယ်ကျွန်တော်က shift break ဆိုဟင်းရတယ်။သုံးရချက်ကိုပေါက်လိုက်မယ်ဆိုလည်းကျွန်တော်က shift break ဆိုဟင်းပွဲလေးကိုရတယ်။ရတဲ့အတွက်သူကနောက်ရမှာပေါ့နော်နှစ်ရအတွင်းပေါ့နော်ကျွန်တော်ဒီဘရဘူးနေရစာပြီးတော့ပေါ့နော်ကျွန်တော်တို့ဒီဒီကြာပေးညက်နေပေါ့နော်ဒီကြာပေးညက်နေစာပြီးတော့ကျွန်တော်တို့ဒီတောက်ကြညက်နေအထိမှ73တိဆိုတဲ့ break ကပြန်လာနိုင်ခြင်းရအကောင့်ပါလေခင်ဗျာ။ အဲ့ဒီထဲမှာမှအကောင်းဆုံးကတော့၃ပြိဆိုရဟင်းပွဲလေးရဲ့၁ပြိဆိုရဟင်းပွဲလေးကိုအကောင်းတယ်မဟုတ်လားအဲ့ဒါလေးကိုကျွန်တော်ကကျွန်တော်အခုလက်ရှိကြံရှိနေတဲ့ဒီ၄ထိပ်ဆိုတဲ့ဟင်းပွဲလေးရဲ့၉ထိပ်ဆိုရဟင်းပွဲလေးရဲ့တွဲပြီးတော့ကျွန်တော်မိတ်ဆွေတို့ကိုဒီညနေမှာတော့အာဝုံးပွဲကြီးများဖြစ်လာမှာပေါ့နော်ရှင်ဟင်းပွဲကြီးအလေးနဲ့ဆိုရင်ကျွန်တော်ကဘယ်လိုဖြစ်မလဲဆိုတော့49ဆိုတဲ့ဟင်းပွဲလေးရှိမယ်ပြီးတော့ကျွန်တော်တို့ကပြီးတော့ကျွန်တော်တို့ကဒီ 49ဆိုတဲ့ဟင်းပွက်ရှိမယ်ပြီးရင်တော့ကျွန်တော်က6နဲ့ပတ်သက်ရင်တော့ဘာလဲရှိမယ်ဆိုတော့ကျွန်တော်က64ဆိုတဲ့ဟင်းပွက်ရှိမယ်ကျွန်တော်ဒဲပဲပေါ့နော်64ဆိုတဲ့ဟင်းပွက်ရှိမယ်ပြီးရင်ကျွန်တော်တို့ကဒီ62ဆိုတဲ့ဟင်းပွက်လေးရှိမယ်အဲ့တော့မိတ်ဆွေတို့တခုပြောချင်တာကကလင်းရဲ့ပညာရဆိုရင်တော့ဒီအခုမလပိုင်း break နှစ်ခုဖြစ်သွားပြီဆိုရင်အာအမှန်တိုင်းပြောမှာဆိုတော့8ဆိုတဲ့ break ရဲ့3ဆိုတဲ့ break ရဲ့1ဆိုတဲ့ break ရဲ့လာလန်ကြီးရဲ့အကောင့်နဲ့နှစ်ရဲ့အတွင်းမှာပေါ့နော် ဒါပေမဲ့ရှစ်ဆိုတဲ့ break ကနှစ်ခါတော့ဖြစ်ထားတော့ကျွန်တော်ကရှစ်ကိုဖယ်ပြီးတော့ကျွန်တော်တို့ကန်နေရပါတော့သုံးဆိုတဲ့ break ဟင်းရဲ့တစ်ဆိုတဲ့ break ဟင်းတွေကကျွန်တော်ကလုံးကြည့်မယ်ပေါ့နော်ဒီညနေမှသာဒီ၄ထိပ်၉ထိပ်နဲ့သာပေးမယ်ဆိုရင်တော့ share ရမှာပေါ့နော်တကယ်လို့မပေးပဲတောက်ကြနေမှာမများတပီရောဒီဟင်းပွဲလေးသုံးပွဲဆိုဟင်းပွဲရဲ့တစ်ပွဲဆိုဟင်းပွဲလေးဖြစ်လာမယ်ဆိုပိုကောင်းတာပေါ့နော်အဲ့တော့မိတ်ဆွေတို့ကိုကျွန်တော်အကြံဉာဏ်ပေးချင်တာကဒီသုံးပွဲဆိုတဲ့ဟင်းပွဲရဲ့တစ်ပွဲဆိုဟင်းပွဲလေးရဲ့ဦးမိတ်ဆွေတို့အဲကြိုက်တဲ့လူတွေရှိတယ်ဆိုရင်လုပ်လို့ရပါတယ်ခင်ဗျာနော် ဒီနေ့ညနေမှာတော့ကျွန်တော်အကြိုက်ဆုံးကတော့မန္တန်ပြောက်မယ်ဆိုရင်တော့ကျွန်တော်၄ထိပ်၉ထိပ်ဆိုတဲ့ဟင်းပွက်လေးပေါ့နော်အဲ့ဒါလေးကိုကျွန်တော်ကဒီအခုကြံရှိတဲ့ဒီသုံးပိတ်ဆိုတဲ့ဟင်းပွက်လေးရဲ့တစ်ဆိုတဲ့ဟင်းပွက်လေးကပ်ပြီးတော့မိတ်ဆွေတို့အချီးရပါစေလို့ကျွန်တော်ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာဗီဒီယိုဖိုင်လေးကတော့နည်းတော့နောက်ကြကောင်းနောက်ကြနိုင်တယ်ဒါပေမဲ့လည်းအားလုံးဝင်ရပါစေဒီကလေးမဒီညနေမှာပေါ့နော်ကြံရှိတဲ့အချိန်ကဒီချိန်ပဲကြံရှိတော့ဒီ၄ထိပ်၉ထိပ်ဟင်းပွက်လေးများကျွန်တော်ရဲ့ပညာရကြာရှုံးလက်မဲ့ဆိုရင်လည်းဒီသုံးပိတ်ဆိုတဲ့ဟင်းပွက်ရဲ့တစ်ပိတ်ဆိုတဲ့ဟင်းပွက်လေးရဲ့ ਨੇ ပြန်လည်ပြီးမိတ်ဆွေတို့ရရှိပါစေတောက်ကြညနေအထိ subscribe လုပ်ရပါတယ်ခင်ဗျာ share page ဆိုတဲ့ဟင်းပွဲလေးကိုတော့ကျွန်တော်ဖယ်လိုက်ပါပြီခင်ဗျာအားလုံးပဲ collab ပါခင်ဗျာကံကောင်းကြပါစေခင်ဗျာ